မန္တလေးမြို့ကြီးအားကြီးမားကျယ်ပြန့်လာတဲ့အလျောက်လူနေလဲထူထပ်လာပါတယ် လူသူများတဲ့အတိုင်းကိစ္စဝိစ္စတွေကလည်းနေ့စဉ်အမျိုးမျိုးပုံပုံဖြစ်ပျက်နေတတ်တာတော့အဆန်းတော့မဟုတ်ပါဘူး။အဲဒီလိုမျိုးအဆန်းမဟုတ်တဲ့အဖြစ်ပျက်တွေများစွာတွေကနေထူးဆန်းလာတဲ့အဖြစ်ပျက်ထူးဆန်းလာတဲ့ဖြစ်ရပ်တွေလည်းရှိရကြစမြဲပါပဲ။ယခုမှလည်းလွန်ခဲ့တဲ့နှစ်ပေါင်း20ကျော်30နီးပါးဝင်းကျင်ခန့်ကမန္တလေးမြို့မှာဖြစ်ပွားခဲ့တဲ့ထူးခြားစံကျင်လာတဲ့ကိစ္စလေးတစ်ခုတင်ဆက်ပေးခြင်းပါတယ်ဗျာ။သူရဲ့နာမည်ကတော့ဦးတိုက်မောင်းတဲ့တကူတဲ့လူပြိုကြီးဖြစ်တယ်လို့ဆွေမျိုးသက်ဟာလည်းမရှိအပေါင်းသိလည်းမရှိပါဘူးလုံးဝတက်တိတကောင်ကျွတ်တယောက်သာဖြစ်ပါတယ်အသက်ရွယ်အားဖြင့်တော့90ကျော်60နားပင်ကတ်လွန်နေပါပြီ တယောက်တည်းသမားဖြစ်ရတာကလည်းအဲ့ဒီလူဥတိုင်မောင်းဟာ ग्वा ကြကြနဲ့ပေါလို့တင်းလို့လည်းမကောင်းတဲ့သူဖြစ်ပါတယ်ရက်ွက်ထဲမှာရှိတဲ့လူတွေနဲ့လည်းအခေါ်ပြောအင်မတန်နှဲပါလာပါတယ်ဘာကြောင့်လဲဆိုတော့ဥတိုင်မောင်းရဲ့အဲ့ဒီလူမျိုးစိုးသွမ်း ग्वा ကြကြဘူးကန့်လန့်ညင်ဆိုးတွေကြောင့်လည်းဖြစ်ပါလိမ့်မယ်ဥတိုင်မောင်းဟာလူချမ်းသာစည်းဝင်တထေးတယောက်တော့မဟုတ်ပါဘူး၎င်းမှာပိုင်ဆိုင်သမျှဆိုလို့ပေ90ပတ်လည်ခန့်ကျယ်ဝန်းလာတဲ့ခြံလေးအတွင်းကရိုင်နဲ့နဲ့သွမိုးထရံကအိမ်လေးတစ်လုံးနဲ့အဲ့ဒီအိမ်ရဲ့နောက်ဘက်ကစိုက်ခင်းငယ်လေးတစ်ခင်းသာရှိပါတယ် ရက်ွက်တာရေးနိုင်ရေးမှလည်းလူကြီးပိုင်းရွယ်ပင်ရောက်နေလင်ကစားအမြဲလိုလိုခေါင်းဆောင်နေတတ်သူမလို့သူ့ကိုဘသူကမှလည်းလေးစားချစ်ခင်မှုလည်းမရှိကြပါဘူးရက်ွက်လူကြီးများကရက်ွက်ဘုံကရင်အတွက်တော်လကောင်းရက်ွက်ဒဇောင်းတိုင်းအတွက်တော်လကောင်းအလူငွေလာရောက်ကောက်ခံသည့်တိုင်အိမ်ထဲကနေအတန်မပေးဘဲနဲ့ပုံနေတတ်တဲ့လူစားလည်းဖြစ်ပြန်ပါတယ်ဖျားတရားကိုအမြဲမပြတ်စီးပူးနေသူဖြစ်ပေမဲ့လည်းတရားတရားပိုင်းမှာတော့အင်မတန်အားနည်းလာပါတယ်တချို့ဆိုရင်တော့ကိုရမောင်ဥတိုင်မောင်ကိုဥကက်စေးလို့ပဲတီတိုအတင်းချတတ်ကြပါတယ်အဲလိုသူ့ကိုပြောဆိုနေသည့်တိုင်အောင်ဥတိုင်မောင်ဟာ ၎င်းရဲ့နေမြဲအတိုင်းတူတူတိတ်တိတ်စီစီကုတ်ကုတ်သာနေပါတယ်သို့တော်လည်းဥတိုက်မောင်းထံမှာအတွေ့တစ်ခုရှိပါတယ်အရိယာကတော့အခြားတော့မဟုတ်ပါဘူးလက်ရှိသူနေထိုင်နေရတဲ့သူမိုးထရံကခက်နဲ့နဲ့အင်္ဂလိပ်အကြောင်းပါသူမသေးခင်အချိန်ကလေးမှာတော့ပြင်တော်ရင်ခက်ငငယ်လေးတစ်လုံးနဲ့သူနေသွားကြပါတယ်ယခုနေထိုင်ရအင်္ဂလိပ်ကိုပြန်ပြင်ဆောက်ရင်လည်းသူကာလအတန်ကြာအချိန်ယူစဉ်းစားခဲ့ပြီးပြီမဟုတ်ပါလားလက်ရှိကာလပေါက်စေးရတော့တစ်စေးသွတ်စေးပြင်စေးတွေကလည်းနဲလာတာတော့မဟုတ်ပါဘူးအလုံးရင်းဝင်ဝင်မရှိရှာတဲ့ဥတိုက်မောင်းတို့ကတော့အင်ပြင်းဆောင်မဲ့အတွေ့အကြုံဝိုးတော်ဝတတပါ ရက်ွက်ထဲမှာတော့ဦးတိုက်မောင်ရဲ့အတိမိတ်ဆွေတယောက်ဖြစ်သူလက်သမားဆရာကိုချစ်လွင်တော်ရှိပါတယ်။ကိုချစ်လွင်ကသူ့နဲ့လူငယ်ဘဝတည်းကရင်းနှီးသူတယောက်ဖြစ်ပေမဲ့လည်းတက်တူရွယ်တူတော့မဟုတ်ပါဘူး။ဦးတိုက်မောင်တဲ့ဆယ်နှစ်နေပါခန့်လောက်ကိုငယ်ပါလိမ့်မယ်။အဲဒီနောက်မှာတော့ဦးတိုက်မောင်ကလည်းကိုချစ်လွင်နဲ့တိုင်ပင်ပြီးတော့၎င်းရဲ့အင်္ဂလိပ်ကိုအသစ်တစ်ပံပြန်လည်ဆောက်လုပ်ရစီစဉ်မှာတော့တယ်။ချစ်လွင်ကငါတော့မသိခင်လေဒီကိစ္စကိုအထမြောက်လှုပ်သွားခြင်းနဲ့ကွာ။ဒါပေမဲ့ငါလက်ထဲမှာလည်းငွေပူငွေရှမ်းရှိမနေတော့ဘယ်လိုမျိုးဆိုအဆင်ပြေမလဲငါသိခြင်းနဲ့ကွာ။ ကိုချစ်လွင်ကဥတိုင်မောင်တဲခင်းအိတ်ခန့်နဲ့အကျန်းရည်ဦးလေးတဲကရင်နွေးတစ်ခွက်ကိုငှဲ့လိုက်ပြီးတော့အေးခန့်ထားလိုက်ပါတယ်ပြီးတော့မှပဲဟုတ်တယ်ကိုတိုင်မောင်ရဲ့အခုတန်စည်းသွတ်စည်းတွေကလည်းခေလာတာတော့မဟုတ်ဘူးဗျာဆိုတော့ကကိုတိုင်မောင်ဖြစ်ချင်တဲ့အနေထားလေးရအောင်ကျို့လို့ကြံဖန်ရမှာပဲဗျာအရိခါမှဥတိုင်မောင်ကပဲလက်ထဲမှာတော့နည်းနည်းပပတော့ရှိပါတယ်ဗျာကိုချစ်လွင်ကလည်းစွစွနာတော့ဟာအေးခန့်ထားတဲ့ရင်နွေးကွက်ကလေးကိုကောက်ကဆွက်ကနေမော့ချလိုက်ပါတယ်ဒါဆိုဒီလိုလုပ်ဗျာမျိုးပြမှာပရီဘောကဆက်ယုံတစ်ခုတော့ရှိတယ်အဲ့ဒီမှာပြင်အဟောင်းနေရလောက်တယ်ဗျာ ပြင်အဟောင်းဆိုပေမဲ့ကျုပ်တို့တွေရေပေါ်ထိုးအချောတက်ပြီးတော့စင်းနေနေတင်လိုက်လို့ရှိရင်အစ်စ်နီးပါးလောက်ဖြစ်သွားမှာပဲ သူ့ကိုတော့အစ်စ်ပဲတုံးလိုက်ပေါ့ဗျာဒါဆိုရင်တော့အဆင်ပြေလောက်မှာပါဗျာအေးကွာမင်းကြံမစိုးချစ်လွင်ဟာငါလည်းမင်းရှိနေလို့သာပေါ့ကွာပြောနေရမယ့်လူတွေမှမဟုတ်ပဲဗျာဒါဖြင့်ကျုပ်တို့ဘယ်နေ့လောက်စကြမလဲကိုချစ်လွင်ရဲ့လို့မေးလာတော့ဥတိုက်မောင်ကလည်းအတက်တရောနဲ့မြန်လီကောင်းလေးပေါ့ကွာအဲ့လိုမျိုးပြောလိုက်ပါတော့တယ်အရိချက်ဝင်းကြီးရဲ့ဝင်လိုက်တာနဲ့ပဲတပြိုင်နက်တည်းတစ်သားအမုံမွားနဲ့နေရနှာခေါင်းထဲကိုရရရရကိုဝင်လာခဲ့ကြပါတယ်ထိုလွှတ်စာမုံနဲ့နေတဲ့မှာကျွန်းသားသာမကပဲနဲ့ဘရော့အင်ဂျင်ဆက်သဖြင့်အနက်နေလဲရောထွေးလို့နေပါတယ် တစ်ခွဲဝိုင်းထဲကတကြိမ်ကြိမ်ခုံမောင်းနေတဲ့လွတ်ဆက်တန်ကြီးကလည်းကက်လျက်လူနှစ်ယောက်ပဲစကားကိုအတန်အကျဲကြီးပြောနေရပါတယ်သူတို့လည်းရောက်တော့ရောတစ်ခွဲဆက်နဲ့မလမ်းမကန်အခန်းငယ်လေးတစ်ခုတည်းကလူတစ်ယောက်ထွက်လာခဲ့ပါတယ် အနေအောင်စတိုင်ပေါင်းမီကိုကြကြနာနာဝစ်ဆင်ထားပြီးတော့အပေါ်ကစပုတ်ချက်အကြားလေးကိုလည်းဝတ်ထားပါတယ်လက်ထဲမှာလည်းအကျဉ်းရီဖန်ခွက်လေးကိုကင်ကပြုံးရွှင်နေတဲ့မျက်နှာထားရင်းနဲ့ဥတိုင်မောင်တို့ထံကိုတရွေ့ရွေ့ချီးကပ်လာခဲ့ပါတယ်ဒီကမိတ်ဆွေတို့ကျုပ်ဘာကူညီပေးရမလဲဗျာအဲဒီသူကစကားဆလာတော့ကိုချစ်လွင်ရလဲဒီလိုပါဗျအိမ်အစ်ပြန်ပြန်ဆောက်ချင်လို့ပြင်နေလို့လို့ပါဩရတာပေါ့ဗျာရတာပေါ့ရတာပေါ့လာဗျာရုံးခန်းထဲမှာအေးဆေးစကားပြောကြပါပေါ့ကိုတိုင်မောင်နဲ့ကိုချစ်လွင်တို့လည်းအဲဒီလူရဲ့နောက်ကနေပြီးတော့ဆွဆွနအခန်းငယ်လေးထဲကိုလိုက်ပါသွားလိုက်ပါတယ် ကဲပြောဗျာကျုပ်ဆက်ရုံမှာတော့ခင်ဗျားတို့လိုအပ်တဲ့မျိုးစားရလိုတလောက်ရှိနိုင်ပါတယ်ရှိတာတော့ဟုတ်ပါတယ်ဗျာကျုပ်တို့ဘက်ကလည်းငွေများများဆက်စားမသုံးနိုင်တော့ခင်ဗျားတို့ဆက်ရုံမှာတစ်ခွဲသားအဟောင်းလေးတွေပါများရှိမလားဗျာဈေးနဲ့နဲ့တက်တက်တာတာနဲ့ပေါ့ဗျာရပါတယ်ဗျာရပါတယ်လာဗျာတစ်ခွဲသားအဟောင်းဆိုလို့လက်တလောကမှကျုပ်စီအစ်စ်ရောက်ထားတယ်ရှိတယ်ဗျာအစ်စ်နင်းနီးပဲခင်ဗျားတို့ကြိုက်မှသိကြတယ်အဲ့လိုပြောဆိုပြီးတော့ရှေ့ကနေဥဆောင်ကထွက်သွားပြန်ပါတယ်တစ်သားခွဲနေတဲ့အလုသမား3-4ယောက်ခန့်ကိုကြော်လွန်ပြီးတော့ဆက်သွားလိုက်တဲ့အခါမှာတော့တက်တက်ရရနဲ့အသင့်ပုံထားတဲ့တစ်သားအဟောင်းပုံကြီးကိုတွေ့လိုက်ရပါတယ် ောရာကြီးပဲဗျာကြိုက်ရင်လဲယူမကြိုက်တော့လဲထတ်ရှာပေးရတာပေါ့ဗျာကိုချစ်လွင်ရလဲအဲ့ဒီလူပြတဲ့တစ်သားပြင်းများတွေကိုအသေးချာအခဲခတ်ပြီးတော့အဆင်ပြေပါတယ်ဗျာဒါဆိုရင်ကျွတ်တို့ဓာရီပဲယူလိုက်တော့မယ်ကိုတိုက်မောင်ကိုချစ်လွင်ကအဲ့လိုပြောလာတော့မင်းအဆင်ပြေတယ်လို့သာကြည့်စီစဉ်ကွာအဲ့လိုမျိုးဥတိုက်မောင်ကပြောလိုက်ပါတယ်အဲ့လိုနဲ့ပဲဥတိုက်မောင်နဲ့ကိုချစ်လွင်တို့ကလည်းထိုတစ်သားအဟောင်းတွေကိုဈေးဖြတ်ခါတခါတည်းငွေချေအပိသက်ဝယ်ယူလိုက်ကြပါတယ်ကိုတိုက်မောင်စိတ်ယုံရှိမှကျွတ်တို့ဝင်လာတော့ထွက်လာကြည့်သမားတွေတွေ့တယ်ဗျာတခါတည်းဓာရီကိုအိမ်တိုက်ပြီးတော့ဒီနေ့ပဲစကြတာပေါ့ဗျာအေးကောင်းသားပဲဗျာ တိကအဆင်ပြေသွားပြီမို့လို့လုပ်ငန်းစဖို့သာကြံမာတော့တယ် အဲဒီနောက်မှာတော့အဲ့ဒီတစ်သားတွေကိုအိမ်ကိုပို့ရန်အတွက်သူတို့နှစ်ယောက်စက်ယုံရှိကထော်လာကြီးသမားတစ်ယောက်ကိုတွားခေါ်ကတင်ကြပါတယ်။အဲဒီချိန်မှာပဲစက်ယုံတွင်ကိုတခြားထော်လာကြီးတစ်စီးကပြန်ဝင်လာခဲ့ပါတယ်။ကိုချစ်ကောင်းကြီးဟိုဘက်စက်ယုံကခွဲဖို့အင်ဂျင်တွေထည့်ပေးလိုက်တယ်ဗျာ။ဒီနေ့သူတို့ဝိုင်းမလဲဦးတဲ့။အေးအိမ်နားလွတ်တဲ့နေရာရက်ထားလိုက်ကွာ။ဝိုင်းနေရာကောင်လေးလာချလိုက်မယ်။ပရိဘောကစက်ယုံပိုင်ရှင်ကတော့ကိုချစ်ကောင်းဆိုသူပင်ဖြစ်ပါတယ်။ထိုအင်ဂျင်တွေကိုတိုက်လာတဲ့ထော်လာကြီးသမားကလည်းဥတိုက်မောင်းတို့တင်နေတဲ့တစ်တွေကိုကြည့်ပြီးတော့ကိုချစ်ကောင်းကိုဘောစီအဲ့ဒါဟိုတစ်တွေမို့လားဗျာ။အေးလေဟုတ်တယ်။ဒါနဲ့ဟိုဘက်ဝိုင်းကဘာလို့မလဲရလဲ။ကိုချစ်ကောင်းစကားကြ ားဖြတ်လိုက်တာမို့၎င်းထုတ်လာကြည့်သမားလည်းသဘောပေါက်ပါတယ်ဖာတိဖာတာပဲနေလိုက်ပါတော့တယ်ကိုချစ်ကောင်းတို့နှစ်ယောက်ရဲ့အပြောဆိုအဖြစ်အပျက်ကိုဥတိုင်းမောင်တို့လည်းသတိမထားမိလိုက်ကြပါဘူးဟိုတစ်တေမူလားဆိုတာကဘာကိုရည်ရွယ်ပြီးတော့ပြောဆိုလိုက်တာလဲထိုနေ့မှာပင်ကိုချစ်လွင်ကလည်းပနတ်ရိုက်ကြော်ပွဲတွေပါနေနဲ့ဥတိုင်းမောင်ရဲ့အိမ်အစ်ပြန်ပြန်ဆောက်မဲ့ကိစ္စကိုစတဲ့အကောင့်ထဲပေါ်လိုက်ပါတော့တယ်ဝိုင်းရင်လက်သမားဆရာတယောက်ဖြစ်တာမို့မကြခင်အချိန်တွင်းမှာပဲဥတိုင်းမောင်လိုချင်တဲ့ပြင်အောင်ပြင်ခင်းအိမ်လေးကရုပ်လုံးပေါ်လာခဲ့ပါတော့တယ်ဂျားထဲမှာတွတ်တွေတန်နေဝဲရချမ်းရနဲ့ဆူထားတဲ့ပတ်စံလေးများလည်းတော်တော်ပင်ကုန်ခန့်သွားခဲ့ရပါပြီ ိမ်လေးပြီးသွားတဲ့နောက်မှာတော့ဥတိုင်မောင်ကဝမ်းသာလို့မဆုံးပါဘူး။သူရဲ့အိမ်မက်တွေအကောင်ထည်ပေါ်သွားခဲ့ပြီမဟုတ်ပါလား။အိမ်ကလေးဟာတက်တက်ရရနဲ့နေချင်းစပွဲလေးပဲဖြစ်လို့နေပါတယ်။မင်းတို့ဂျေစုတင်လိုက်တာချစ်လွင်ရ။ဥတိုင်မောင်ရဲ့ယင်တွေကနေလဲ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 နဲ့ပြောလိုက်ပါတယ်။ရပါတယ်ဗျာ။ကျုပ်တို့ကအချင်းချင်းနေပဲဥစ္စာ။အော်ပြီးတော့ကျုပ်သတိပေးရအောင်မယ်ဗျာ။မနေ့ပြန်တပတ်ခါလောက်ဖြစ်ဖြစ်တန်ခါ3လ5ဘလောက်ပြင်ပြီးတော့အိမ်နီးနာချင်းလေးတွေပါလေးနေအိမ်တစ်တက်လေးပါလေးလောက်လံအောင်ဗျာ။ရိုးရတို့ဒလိတို့ဆိုတာမပယ်ကောင်းတော့။အေးပါငါသိပါတယ်ချစ်လွင်ရ။ ဒါနဲ့အင်ရှိရလေကရောအစင်းတက်အစင်ပြေတယ်မို့လားဗျာကျုပ်ရမ်းမြင့်မြင့်နေသလားလို့ကိုတိုက်မောင်းမမြင့်မအောင်ဟာပြေပါတယ်ငါတို့ကမြေကြီးနဲ့လမ်းနာကိုကြိုက်တာလေအဲဒါကြောင့်မို့အခုလိုပဲဆောက်ခိုင်းထားတဲ့ဥစ္စာကြီးကိုမြေကြီးနဲ့လမ်းတော့ကျမ်းမာရီအတွက်ကောင်းတာပေါ့ဗျာအရှိမကွပစ်လေးပါလေးလည်းရိုက်ထားပေါ့ပြင်နေလဲနည်းနည်းပပပူသေးတာပဲဟိုအေးပါနောက်တော့ရိုက်ပါမယ်ငါ့အိမ်ကမင်းသိတဲ့အတိုင်းပဲလေကွာဧည့်သည်တွေပါလေတိတ်လာတတ်တာမဟုတ်ပါဘူးကွာကျုပ်သိပါတယ်ဗျာသိပါတယ်သိပါတယ် ကန်ကျုပ်ကိုခွင့်ပြုဦးမြာဟိုဘက်ရက်ကွက်မှာလဲကျုပ်သွားပြီးတော့လှုပ်ဆရာလေးရှိသေးတယ်ဗျာတကူလိုရရင်လာခေါ်လဲပေါ့ဟုတ်ပြီလားအေးပါချစ်လွင်ရမင်းကိုလည်းကျေးဇူးရမ်းတင်တယ်သိလားကိုချစ်လွင်ကလည်းဥတိုက်မောင်ကိုနှုတ်ဆက်ပြီးတော့၎င်းရဲ့ပစ္စည်းပစ္စည်းတွေကိုတင်းဆက်ကထွက်သွားခဲ့ပါတယ်ဥတိုက်မောင်ကတော့အိမ်အစ်စ်လေးကိုအရှိအနောက်တောင်မြောက်ဒေါန်ပေါင်းစုံကနေကြည့်ပြီးတော့ဝမ်းသာကြည်နူးမစုံအချိန်ကလည်းညနေစောင်းနေခဲ့ပါပြီဥတိုက်မောင်ကလည်းလိုအပ်တာတွေကိုရှင်းလင်းပြီးတော့ရေမိုးချိုးအနားယူလိုက်ပါတယ်လာမင်းကြီးကလည်းကောင်းကင်တစ်ခွင်လုံးကိုအလင်းရောင်နဲ့ပေးစွမ်းလိုပါမနေ့ရောက်တော့ဥတိုက်မောင်အိပ်ရာကနေထပြီးတော့လိုအပ်တာတွေကိုချက်ပြုတ်ပြင်ဆင်ပါတယ် ကိုချစ်လွင်မှာသွားတယ်လို့မျိုးတန်ခါ35ပါပင့်ကအိမ်တက်မင်္ဂလာလှုပ်ချင်ပေမဲ့လည်းအပူကုံတယ်လို့စိတ်ထဲမှာတွေးနေမိပြန်ပါတယ်အဲဒါကြောင့်မဲထူ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 စဉ်းစားမနေတော့ဘဲနဲ့စွန့်ခံကြွလာတဲ့ယဟန်တပါပင့်ဖိတ်လိုက်ပြီးတော့စွန့်ထမင်းဟင်းတွေကိုဆက်ကပ်လူရန်လိုက်ပါတယ်ထိုအရာကိုသာအိမ်တက်တက်မင်္ဂလာအထမြောက်သွားပြီဆိုပြီးတော့ဥတိုင်မောင်ကတတ်မှတ်လိုက်ပါတော့တယ်အနေအောင်ဂရီဘာပိဆာကြီးအလေကတဝင်းဝင်းလက်နေတဲ့စိန်ဝင်ကြီးတစ်ခုလိုလာပြေကျော်နှစ်ရက်နှစ်ရက်လာမင်းကြီးကလည်းထင်ထင်လင်းနေပါတယ်ပတ်ဝန်းကျင်တစ်ခွင်လုံးကတော့အိမ်မောကြတိတ်ဆိတ်လိုပါ ညပရစ်များရဲ့တကြီးကြီးတဝီဝီအော်မြည်တယ်လေးမျက်မှအပါရုတ်တရက်ထောင်းလိုက်တဲ့ရက်ွက်ခွေးများရဲ့အတန်သာကြားရပါတယ်။တစ်ချက်တစ်ချက်ဝေးဝိုက်တိုက်ခတ်သွားတဲ့လေနူအေးကလေးများကြောင့်တိရွတ်များရဲ့ပုတ်တိုက်တံဟာလည်းလူတွေစကားပြောနေတဲ့အတန်လိုလိုဘာလိုလိုတော့ဖြစ်နေပါတယ်။ဥတိုင်းမောင်ကလည်းဖျားရှိကိုပြီးပြီးမှချင်းအောင်ထောင်းကအိတ်ဆက်ရံပြင်လိုက်ပါတယ်။လျက်စစ်မီများကလည်းတွင်တွင်ကြဲကြဲမရှိသေးတာမို့လို့ဖျောင်းနိုင်မီကိုသာအားကိုးနေရတဲ့ကာလလည်းဖြစ်ပါတယ်။ကိစ္စဝိစားတွေလည်းပြီးစီးသွားပြီမို့လို့ဥတိုင်းမောင်တယောက်ဖျောင်းနိုင်မီကွက်ကြီးကိုမှုတ်ကားညှိမ့်တက်လိုက်ပါတယ်။အရင်နောက်မှာတော့လှဲလျောက်လိုက်ပါတော့တယ်။သူ့ဘဲချေအိပ်ပျော်သွားတယ် ော့မသိပါဘူးအိမ်ရှိဘက်ကနေအတန်တန်ကြောင့်ရုတ်တရက်နိုးလာခဲ့ရပါတယ်အဲ့ဒီအတန်ကတော့မိမတယောက်ရဲ့ငုံကြီးနေတဲ့အတန်မှာ သူ့ရဲ့ရှေ့တကားပေါက်မှာလာငုံနေတဲ့အတံမျိုးပါအချိန်ကိုကြည့်လိုက်တော့ည10နာရီဝန်းကျင်လောက်သာရှိပါဦးမယ်ထိုညမှာပဲထူးထူးခြားခြားခွေးတွေကလည်းဟောင်းလိုက်ဦးလိုက်နဲ့တော်တော်တော့ကြောချမ်းစရာကောင်းလာပါတယ်ငိုတန်အသေးပြီးတော့မသေးခွဲလာပါဘူးကြောင်အတံမြန်းဖြစ်နေမလားဆိုပြီးတော့အသေးချာနားဆွဲကြည့်လိုက်သည့်တိုင်ထိုအတံကမူးချအေကမိမတယောက်ငုံနေတဲ့အတံဖြစ်ကြောင်းဥတိုင်မောင်သိလျက်ရပါတယ်စိတ်ထဲကနေလည်းဘယ်မင်းကလေးလာငုံနေတာပါလိမ့်ဆိုပြီးတွေးနေအဲ့ရတဲ့ကနေတာအသာနားထောင်နေလိုက်ပါတယ်อืม ီမိန်းကလေးကညာကြီးမိုးချုံမှာကွာယောက်ျားနဲ့ရံဖြစ်ပြီးတော့ဒီမှာလာငုံနေတာထင်တယ်ခဏကြာရင်တော့သူ့ယောက်ျားလာခေါ်လို့ပြန်သွားမှာပဲငါထားမကြည့်တာပဲကောင်းပါလေအဲလိုမျိုးတွေးတောပြီးတော့ပြန်ရရန်စူးစမ်းပါတယ် တောင်းလောက်ကြတဲ့အထိအဲ့ဒီအတန်ကပြောင်းမသွားခဲ့ပါဘူးတခြားခြားငုံကြီးနေတဲ့အတန်ကြောင့်ဥတိုင်မောင်ဆက်အိတ်လို့လည်းအခက်တွေ့လာခဲ့ပါတယ်ပြဿနာပဲကွာတညာလုံးသာငုံနေတော့ငါလည်းအိတ်ရတော့မှာမဟုတ်ဘူးအဲ့ဒါကြောင့်ပဲဥတိုင်မောင်ကလည်းအိတ်ရတဲ့ကနေထားပြီးတော့ခေါင်းနှစ်ဘေးကမိကျစ်ကိုဆန်းကဖျောင်းနိုင်မိကွက်ကြီးကိုထွန်းလိုက်ပါတယ်ပြီးတဲ့နောက်မှာတော့အိမ်တကားကိုဖွင့်ပြီးကြိလိုက်တော့တယောက်မှရှိမနေပါဘူးကောင်းကင်ဘုံကလာမင်းကြီးရဲ့အလင်းရောင်ကြောင့်အိမ်ရှိလူသွားလမ်းကိုလည်းအထင်းသားမြင်နေရပါတယ် ို့တော့လည်းခွေးတကောင်ကြောင်တမီးမှမရှိစစနငိုတန်ကလည်းပျောက်ချင်းမလားပျောက်လို့သွားခဲ့ပါပြီဦးတိုက်မောင်ကလည်းခေါင်းကိုခပ်ပပကုတ်ကအိမ်တကားချက်ကိုပြန်ချလိုက်ပါတော့တယ်အဲလိုနဲ့ပဲညတကောင်၁၂နာရီထိုးလောက်ရောက်တဲ့အခါမှာတော့အဲ့ဒီငိုညီးတန်ကြီးကိုဦးတိုက်မောင်တယောက်ပြန်ချလာရပြန်ပါတယ်ပြီးခဲ့တဲ့တနာရီဝဲနှစ်နာရီလောက်ကထကြည့်တော့ဘသူမှရှိမနေပဲနဲ့ယခုတစ်ခေါက်ပြန်ငိုလာနေတာကိုဦးတိုက်မောင်အနှဲငယ်စိတ်အချင်းပေါက်သွားခဲ့ပါတယ်ငိုတန်ကလည်းတဖြည်းဖြည်းကျေလောင်လာတာမလို့ဟေး အိမ်ရှိရဘာတူလဲဘာကိစ္စနဲ့ငါ့ရှိကိုလာငုံနေရလဲကွာအဲ့လိုမျိုးခက်ပြက်ပြက်အောင်ငေါက်လိုက်တာအဲ့ရတဲ့ကနေခက်သွက်သွက်ထပြီးတော့အိမ်ရှိတကားကိုပြေးဖွင့်လိုက်ပါတယ်ဒါပေမဲ့လည်းအိမ်ရှိရင်သာမကပဲနဲ့ခြံထဲမှာရောလမ်းမပေါ်မှာရောဘာတူမှရှိမနေပါဘူးရာရာဆဆကွာဘာတူကငေါက်လာပြီးနောက်နေရလဲနေစရာအိမ်မရှိကြဘူးလား ကိုယ့်မှာကိုနေကြလေလာမနောက်ရက်ကြနဲ့ကိုတိုက်မောင်ကအဲ့လိုပြောဆိုပြီးတော့တကားပြန်ပိတ်လိုက်ပါတယ်အဲ့လိုအောင်ငေါက်လိုက်တော့မှပဲငိုတန်လည်းထပ်မကြရတော့ပါဘူးမြေသူကများလာပြီးတော့နောက်ရက်နေရတာပါလေလူလားတဆေလားအဲ့လိုနဲ့ပဲနောက်ထပ်တနါရီလောက်ကြာလာပြန်တော့လေစွစွနာအမျိုးသမီးရဲ့ငိုတန်ကြီးကအတိုင်းသားပြန်ပြီးတော့ထွက်ပေါ်လို့လာခဲ့ပါတယ်ယခုတစ်ခေါက်မှတော့ငိုတန်သာမကပဲနဲ့မြေကြီးနဲ့ခြေထောက်ဆောင်တဲ့အတန်တဖုတ်ဖုတ်ကိုပါဥတိုက်မောင်ကြားနေရပါတယ်အတန်ဟာမရမနာနဲ့ဒရဇက်ထွက်ပေါ်နေပါတယ်ငိုတန်နဲ့ခြေဆောင်တန်ဟာရောထွေးကဥတိုက်မောင်တရာဘလို့မှတီးမခံနိုင်တော့ပါဘူး ူတွေးလိုက်ပါတယ်ဘသူကများညာကြီးဒီလိုလာလုံနေရလဲစွစွနာထွက်ကြည့်တော့လဲဘသူမှမရှိဒီတခါတော့ဗရင်မောက်ကိုအตาလေးဟပြီးတော့ချောင်းကြည့်မယ်ဆိုပြီးသူစဉ်းစားလိုက်ပါတယ်အိတ်ခမ်းဗရင်မောက်ကနေတစင်အင်းရှိတကားကိုသူမြင်နိုင်ပါတယ်အဲဒါကြောင့်မဲဥတိုက်မောင်းကလည်းဗရင်မောက်ကလေးကိုအตาဟကြည့်လိုက်ပါတယ်လာရောက်ကြောင်းမြင်လဲရတာကတော့အင်းရှိတကားပေါင်းရှိမှထိုင်ပြီးတော့မြေကြီးနဲ့ခြေထောက်ကိုစောင့်ကစောင့်ကငိုနေတဲ့အမျိုးသမီးတစ်ယောက်ပါဥတိုက်မောင်းကလည်း၎င်းမြင်နေရတဲ့အရာကြောင့်ဗဇက်အဟောင်းသားဖြစ်သွားရပါတော့တယ် တမန်လူတယောက်ဆိုပါကလေကားထိပ်မှာထိုင်ပြီးတော့မြေသည့်နီးနှင်းမှမြေကြီးနဲ့ခြေထောက်မထိနိုင်ပါဘူး။ယခုထိုမျိုးသမီးက6ရောင်းနဲ့ထိယုံတာမကပဲနဲ့တပုတ်ပုတ်နဲ့ပင်စောင့်နေပါတယ်။ ခြေတန်းကြီးနှစ်ဖက်အရှိလျားလွန်းလာပြီးတော့မြေကြီးနဲ့တရွတ်တိုက်နေတာမို့လို့ဥတိုင်မောင်တယောက်ချက်ချင်းသပင်မွေးတွေထောင်တက်သွားကခေါင်းနှပန်းလဲကြီးသွားခဲ့ရပါတယ်။သူတစေ၆ခန်နေရပြီဆိုတာကိုရိတ်စားမိလိုက်ပါတယ်။ဒုဗိမလည်းသတိမလွတ်စေပဲနဲ့အိယာတွေကနေလူးလဲထကဖျားစင်ကတောက်တော်ရီကိုယူဆောင်လိုက်ပါတယ်။ပရီးကိုလည်းလေဘေးမှာဆွတ်ပြီးတော့ရသမျှဖျားစာတွေကိုဂရုံကရင်နဲ့ရွတ်ဖက်နေပါတော့တယ်။သူဖျားစာရွတ်နေသည့်တိုင်အောင်အိမ်ရှိကခြေဆောင်တဲ့ငိုယိုတန်ကြီးကပျောက်မသွားပဲနဲ့ကျဲတဲ့တက်တောင်ကျဲလာပါသေးတယ်။ဥတိုင်မောင်ကလည်းအပိသက်အဖြစ်ကျေးစီကလေးကိုကောက်ကင်က ကျွန်ကျွန်တော်ပြုခဲ့သောကုသိုလ်အဖို့ပါကကို32ပုံသားတို့ဟာအမြအမြဝေပါတယ်တာရုခေါ်ကြပါကျေးစီကလေးကိုနှောင်ငနဲမြင်အောင်ထုလိုက်တာနဲ့တပြိုင်တည်းနောက်ကျောဘက်စီကအင်းရှိတကားကြီးကလည်းဝုန်းနဲဆိုပြီးပွင့်သွားပါတော့တယ်ဥတိုက်မောလဲကြည့်လိုက်တော့သူ့ကိုစင်းစင်းကြီးကြည့်နေတဲ့မိန်းမတယောက်မျက်နှာကြီးတစ်ခုလုံးပြားမောက်ပြီးတော့မျက်တွင်းဟောက်ဘက်နဲ့ဇက်ကြီးကစောင်းလို့ပါဥတိုက်မောလဲအောင်မလေးဆိုပြီးတော့တကထိုးနေရမှာပဲသတိလစ်သွားပါတော့တယ်ကုတိုက်မောကုတိုက်မောသတိထားပါဦးမြမလားနဲ့ မလာနဲ့တရေမှာငါနောက်မလာနဲ့နော်ငါနောက်မလာနဲ့သွားကိုတိုင်မောင်းတရအောင်ကိုချစ်လွင်လက်ထဲရောက်တည်တိုင်အောင်အော်ဟေးရုံးကန်နေပါတယ်မနဲ့ပဲမိုးစင်စင်လင်းလို့နေပါပြီကိုတိုင်မောင်းကြုတ်ပါဗျာချစ်လွင်လေချစ်လွင်ပါဘယ်ကတရေမှာတော့မြားမဟုတ်ဘူးမမမမဟုတ်ဘူးချစ်လွင်ရညာတော့ကလေတရေမှာတကောင်ငါစီကိုရောက်လာတာကွာတတိထားပါအောင်မြားခမရလည်းတွေးယူတွေးတဲ့နဲ့ဘာတရေမှာမှမရှိပါဘူးဗျာကြုတ်လာတော့ခမရတယောက်တည်းဒီမှာပရီးဆွပြီးတော့တတိလစ်နေရဥတိုင်မောင်းရဲ့ဆူဆူညံ့ညာအော်တန်ကြောင့်အနီးနားကလူတွေလည်းရောက်လာကြပါတယ်ဘာဖြစ်ကြရလဲဗျာဒီမှာကြုတ်မိတ်ဆွေတတိလစ်နေရအခုမှတတိရလာလို့တယောက်ယောက်ဆ ရာဝန်ခေါ်ပေးကြပါအောင်ဗျာခုနရောက်လာတဲ့တွေကလူတယောက်က ကျွန်တော်သွားခေါ်လိုက်မယ်ဗျအဲ့လိုပြောဆိုပြီးတော့ထွက်သွားပါတော့တယ်ငါငါ့ကိုငါ့ကိုရေတစ်ခွက်လောက်ယင်ပေးစမ်းမှချစ်လွင်ရအရိကမှာကိုချစ်လွင်ရလဲရေဦးစင်မောင်ကရေတစ်ခွက်ခတ်ပြီးတော့ဥတိုက်မောင်ကိုပေးလိုက်ပါတယ်ဥတိုက်မောင်ကလည်းကမ်းပေးတဲ့ရေခွက်တွေကရေကိုတကူးကူးနဲ့မော့ချလိုက်ပါတယ်ဘလို့ဖြစ်ရတာလဲကိုတိုက်မောင်ရဲ့ကြုတ်ကိုလည်းနားလဲအောင်ရှင်းပြပါအောင်ဗျအရိကမှာပဲဥတိုက်မောင်ကညာဖြစ်ချောင်းကုန်စင်ကိုပြောပြပါတယ်ဥတိုက်မောင်ပြောပြပြီးတော့ကိုချစ်လွင်နဲ့အတူနားထောင်နေကြတဲ့လူ၄၅ယောက်ခန့်ကလည်းပါဇက်အဟောင်းသားဖြစ်သွားကြပါတော့တယ်ဟာဒါကြောင့်ညာတော့ဝုန်းဆိုပြီးတော့တကားဖွင့်တဲ့အတန်ကြားလိုက်ရတာဘူးဗျအေးတော့ကြုတ်လဲဒီတိုင်းပဲထင်လို့ ပြန်အိတ်လိုက်တာအတန်ကြီးကတော့တော်တော်ကျယ်တယ် ဦးတိုင်မောင်ရဲ့အိမ်ကြီးချင်းလင်မယားနှစ်ယောက်ကအဲ့လိုမျိုးမတ်ချက်ဝင်ပေးကြပါရယ်မင်းရဲ့စွစွစီစီဘလို့လို့ပြီးတော့ရောက်လာလဲချစ်လွင်ဟာဦးတိုင်မောင်ကအဲ့လိုမေးလိုက်တော့ခမားအိမ်မှာကျုပ်ဟိုနေ့ကပေဘူးကြံခဲ့လို့ဗျအဲ့ဒါဒီနေ့အလုံးမသွားခင်လေပြန်ဝင်ယူလာတာကျုပ်ရောက်လာတော့ခမားသတိလစ်နေလို့သူတို့တွေလည်းမေးလာဆက်လာနဲ့တောင်းလောက်လဲကြာရောစွစွနာတော်ကဆရာဝန်သွားခေါ်တယ်လို့ပြန်ရောက်လာခဲ့ပါရယ်ဆရာဝန်လည်းရောက်လာပြီမလို့ဦးတိုင်မောင်ကစေးတလုံးထိုးပေးကခဏအနားယူစေပါရယ်နေ့လေလောက်နိုးလာတော့စေးအချိန်ကြောင့်လူဟာအနေငယ်လန်းဆန်းနေပါရယ်ကိုတိုင်မောင်နိုးပြီလားဗျဦးတိုင်မောင်နိုးလာတော့အနားမှာဆရာဝန်နဲ့အိမ်နီးနားချင်းတွေ မရှိတော့ပါဘူး။ကိုချစ်လွန်တယောက်တည်းသာကြံ့ပါတယ်။ဟာချစ်လွန်မင်းအလုံးမသွားသေးဘူးလားဟာ။မသွားတော့ပါဘူးဗျာ။ကျုပ်လည်းခမောင်းကိုစိတ်မချနဲ့စောင့်နေလိုက်တာ။ဒီကနေ့ညတော့ကျုပ်အိမ်မှာပဲအိတ်လိုက်ဗျာ။မနေ့ကမှတန်ကားတွေပြင့်ပြီးတော့အန်ရကင်းလေးပါလေရွတ်ကြတာပေါ့။အေးပါကွာအေးပါ။အဲ့လိုနဲ့ပဲဥတိုင်းမောင်ကလည်းထုံညအတွက်တော့ကိုချစ်လွန်အိမ်မှာသာသွားရောက်ပြီးတော့အိတ်ဆက်ရပါတယ်။မနေ့ရတော့တန်ကား၅ပါးနဲ့အိမ်နီးနားချင်းတွေကိုခေါ်ဆောင်ကအိတ်တက်မင်္ဂလာလေးကိုအချင်းယုံလှုပ်လိုက်ပြန်ပါတယ်။ထိုတဲကမှဆရာတော်တစ်ပါးက တကားတို့အိမ်မှာမကောင်းတဲ့အငွေ့အသက်တွေရနေတယ်ကွယ်အိမ်ကလည်းအစ်စ်ပြင်ပြီးတော့ဆောက်ထားတာဆိုတော့ပြင်နေရအစ်စ်တုံးထားတာလားအဟောင်းတုံးထားတာလားအဲ့လိုမျိုးမိန်လိုက်တော့ဥတိုက်မောင်ကလည်းတင်မဖေတပည့်တော်တို့လည်းငွေလုံတော့မတုံးနိုင်လို့တစ်အဟောင်းတွေကိုပဲတုံးထားတာပါဗျာအဲ့လိုမျိုးရှောက်လိုက်ပြန်တော့ဆရာတော်ကခေါင်းတညိမ့်ညိမ့်နဲ့အေးအခုတော့သူလည်းကြွတန်းဝင်သွားတော့ပါပြီကွယ်တကားတို့စိတ်ချလက်ချနဲ့နေလို့ရပါပြီတင်မဖေ အဲ့လိုနဲ့အိမ်တက်မင်္ဂလာလေးရလဲကိုချစ်လွင်ဦးစီးမှုနဲ့ပဲအထမြောက်သွားခဲ့ရပါတော့တယ်။အရင်နေ့ကနေစပြီးတော့ဥတိုက်မောင်ရဲ့အိမ်အစ်စ်လေးမှလည်းတစုံတရာနောက်ဆက်6လန့်ခြင်းနဲ့မကြုံရတော့ပါဘူး။ဘယ်နဲ့လဲဗျ။အဆင်ပြေသွားပါပြီချစ်လွင်ဟာ။အခုမှလည်းနေရထိုင်ရတာစိတ်ထဲအတော်ပေါ့သွားတော့တယ်။အေးဗျာဝမ်းသာပါတယ်။ခမရကျုပ်ပြောစကားမှနားမထောင်တော့ဘူးဗျ။ဟိုကလက်ပြနှုတ်မသွားတာပဲကံကောင်းနေပြောရမယ်။အေးကွာငါလည်းနောင်နာတော်တော်ရနေပါပြီကွာ။ဒါနဲ့ဟိုနေ့ကဆရာတော်မိန်သွားပုံရဆိုငါတို့ဝင်လာတဲ့တစ်အဟောင်းသားတွေမှဒီတစီမှကပ်ပါလာပုံရတယ်ကွာ။အေးဗျာကျုပ်လည်းအဲ့ဒါကိုပဲစဉ်းစားနေရ။ ျုပ်လက်သမားဘဝမှာတော့ကျုံတော့ကျုံပဲဖြစ်ရပဲဗျာကိုချစ်လွင်အဲ့ဒီလိုပြောတော့ငါလဲဒါကိုအခုထိစိတ်ထဲမတင်မကြဖြစ်နေတာကွာအဲ့မျိုးပြန်ပရိဘောကဆိုင်ကိုပြန်သွားပြီးတော့စုံစမ်းကြည့်မကောင်းလာရကိုတိုက်မောင်းတဘောလေဗျာကျုပ်လဲစိတ်ဝင်စားတယ်တွားကြတာပေါ့ဗျာအဲ့ဒါကြောင့်မဲဥတိုက်မောင်းနဲ့ကိုချစ်လွင်ကလည်းမျိုးပြန်ကပရိဘောကဆိုင်စီကိုတွားရန်အကြောင်းဖန်လာခဲ့ပါတော့တယ်ဟိုရောက်တော့စိတ်ယုံပိုင်ရှင်ကိုချစ်ကောင်နဲ့ပပင်းတိုးပါတယ်ဟောမိတ်ဆွေတို့ပါလားအဆင်ပြေကြရလားဗျာခမားမေးမှမေးရပါမလားလို့ဗျာကိုချစ်လွင်ကအဲ့ဒီလိုမေးလိုက်တော့ကိုချစ်ကောင်ကလည်းအယူွက်နင်းပြီးတော့ဘာပြောတာလဲဗျာကျုပ်လည်းဘာမှမသိရပါလားဩဟုတ်လား ခမရရောင်းမေးလိုက်တဲ့တက်ဟောင်းနေတယ်မှာတရေကပ်ပါလားလေကျုပ်တို့ကြိုပြောမှာပေါ့ဗျာအာမဟုတ်တာကျုပ်ရောင်းမေးလိုက်တဲ့တက်တွေကအသက်နေပါဗျာကိုချေကောင်ကလည်းဟိုလိုလိုဒီလိုလိုနဲ့သူတို့အနီးကနေမတိမတာရှောင်ထွက်သွားလိုက်ပါတော့တယ်အဲဒီခါမှာသူတို့အနီးကိုလူတယောက်ကတ်လာပါတယ်အဲဒီလူကတော့သူတို့တက်လာဝဲတဲ့နေ့ကကိုချေကောင်နဲ့စကားပြောနေတဲ့ထော်လာကြီးသမားပါကျုပ်နာမည်ကမင်းစိန်ပါဟော်ရီစက်ယုံကတက်တွေတခြားစက်ယုံကတက်တွေကိုအတင်ပို့လုပ်ပေးနေတဲ့ထော်လာကြီးသမားပေါ့ဗျာဟိုနေ့ကခမရတို့ဝယ်သွားတဲ့တက်တွေအကြောင်းကျုပ်ကောင်းကောင်းသိပါတယ်ဗျာအဲဒီတက်တွေကလည်းကျုပ်ပဲဒီကိုတဲလာပေးရအဲဒီခါမှာဥတိုင်မောင်းက Eh, <laughs> eh, လာကွာလဖေးတောင်းရင်လည်းအေးဆေးပြောကြတာပေါ့အဲ့လိုမျိုးပြောဆိုပြီးတော့၃ယောက်သားလဖေးဆိုင်လေးစီကိုထွက်လာခဲ့လိုက်ကြပါရယ်စူဇန်းမောင်မောင်မင်းစိန်ရဒီလိုဗျအဲ့ဒီတစ်တည်းကတကယ်တမ်းပြောရရင်တော့တန်မှန်တက်အဟောင်းသားအတတ်နေပါပဲဒါပေမဲ့အဲ့ဒီတစ်တည်းရဲ့မူလစစ်မြစ်ကမတန်တာဗျဟေးဘလူတုံးကနားလေအောင်ပြောစမ်းမောင်ကိုချစ်လွင်ကမေးလိုက်တော့အဲ့ဒီတစ်အဟောင်းသားတွေကပြီးခဲ့တဲ့နှစ်တည်းကလူသေးထားတဲ့အိမ်ကတစ်တည်းပဲဗျအဲ့ဒီအိမ်မှာလင်မယားနှစ်ယောက်နေကြတယ်တသမီလည်းမရှိကြဘူးဗျတနေ့သူတို့လင်မယားစကားများရာကနေပြီးတော့ယောက်ျားဖြစ်တဲ့သူခရီးသွားတော့ဇနီးဖြစ်သူကအဲ့ဒီမှာပဲကိုကိုကိုဇွဲ ုးချသွားတာဗျာ။ဦးတိုက်မောင်နဲ့ကိုချစ်လွင်ကလည်းအံဩသွားရပါတော့တယ်။ဟုတ်တယ်ဗျာ။အဲ့ဒီမိမတည်ပြီးကြတဲ့ကအဲ့ဒီအိမ်မှာသူ့ယောက်ျားတော်နေလို့မရဘူးဗျာ။ခြောက်လိုက်တယ်ဆိုတာလေနေခင်းဘက်တော်လမ်းမွာလူတွေကိုလက်ရက်ပြီးခေါ်နေရတွေ့ရတယ်ဆိုပဲဗျာ။ အစိမ့်နေဆိုတော့မကြုတ်ဘူးထင်တာပဲဗျာအနီးနားလူတွေကတော့အဲ့ဒီအိမ်ကြီးအကြောင်းကောင်းကောင်းသိကြတယ်အဲ့ဒီအိမ်ကြီးကလူလဲမနေရောင်းလဲမထွက်ဆိုတော့သူ့မျိုးသားဘက်ကညီကိုမောင်နှမတွေကတိုင်ပင်ပြီးတော့အိမ်ကြီးကိုဖျက်လိုက်ကြတာပဲဗျာအေးဗျာကြားရတာတော့ကြောက်စရာလဲကောင်းတယ်လို့စိတ်လဲမကောင်းစရာပဲဗျာကိုရှင်းလွင်ကအဲ့လိုမျိုးဝင်ထောက်ခံပါတယ်မင်းစိတ်မှာတော့ဖန်ခွဲအောက်ခြေလောက်သာကြံနေသေးတယ်ပေါ့စိန်ကလေးကိုအရသာခံရင်တောက်ချလိုက်ပါတယ်နောက်တော့အဲ့ဒီအိမ်ကတစ်သားတွေကိုကျုပ်ပဲဒီဆက်ယုံပို့ပေးလိုက်တာဗျာအဲ့ဒီတစ်တွေရောက်ပြီးကလေးကဆက်ယုံမှာလဲမိမငိုတယ်လို့လို့မိမရဲ့အရေးတွေလို့လို့တရံတွေကအမြဲတမ်းမြင်နေကြားနေရတယ်ဆိုပြီးတော့ ော့ဒီဆက်ယုံမှာကြံခဲ့တဲ့ကောင်လေးတွေကပြောတယ်ဗျာအဲ့ဒီခမရတို့တက်အဟောင်းသားတွေလာဝယ်တော့ကျုပ်တို့တခုထူးတော့မှာပဲဆိုပြီးတော့တွေးလိုက်မိသေးတယ်ဗျာနောက်ပြီးတော့ဗျာခမရတို့လည်းကိုချစ်ကောင်းလည်းအပြစ်မြင်မနေကြပါနဲ့ဗျာသူလည်းသူစည်းဝါးရဲ့သူလို့ရတယ်လေကျုပ်တို့အပြစ်မမြင်ပါဘူးဗျာတေဆုံးသူမျိုးသမီးကိုလည်းကျုပ်တို့တွေအများအတန်းပေးဝေပေးပါပြီအခုလောက်ဆိုရင် तू ကကျွတ်တော်ကျွတ်သွားတော့ပြီဗျာအေးပါမင်းစိန်ရမင်းကိုလည်းအခုလိုမျိုးပြပြပေးလို့ကျေးဇူးတင်ပါတယ်ငါလည်းကက်စီကုန်းမိတဲ့အကျိုးကျေးဇူးတွေကိုကောင်းကောင်းကြီးခံစားလိုက်ရတာသင်ခန်းစာတော့ရပါတယ်ကွာကဲချစ်လွင်အကျိုးအကြောင်းသိရပြီဆိုတော့ငါတို့လည်းပြန်ကြရအောင်ကွာကောင်းသားပဲဗျာ ပြန်ကြမယ်လေဗျာဒီကညီလေးမင်းစိန်လဲကျုပ်တို့ခွင့်ပြုပါအောင်ဗျာကောင်းပါပြီဗျာကောင်းပါပြီအရင်နောက်မှာတော့ဥတိုင်မောင်နဲ့ကိုချစ်လွင်ကလည်းမင်းစိန်ကိုနှုတ်ဆက်ပြီးတော့ထွက်လာခဲ့လိုက်ကြပါတယ်ထွက်လာကြည့်သမားလေးမင်းစိန်ကတော့လက်ဖေးဆိုင်ထဲကသူ့ကိုလက်ပြနှုတ်ဆက်ကကြံရစ်ခဲ့ပါတော့တယ်ထိုနေရာမှာပြန်ဥတိုင်မောင်ကလည်းမြို့ဦးဘုန်းကြီးကျောင်းထဲကိုဝင်ကဖရာပန်ကဆင်မင်းပူဇော်ပြီးတော့စိတ်ထဲကနေလဲကွယ်လွန်သူအမျိုးသမီးတွေရည်စူးကုသိုလ်ပြုပေးလိုက်ပါတယ်အေဂျင်လာတဲ့ဘုန်းကြီးကျောင်းပတ်ဝန်းကျင်ကတော့သူ့ရဲ့စိတ်အဆုံကိုကြည်လင်လန်းဆန်းစေပါတယ်တိရိပ်ဝါရိတ်တင်တဲ့အတူကျင်းငက်တာရကလေးတွေရဲ့တဆဆအော်မီးတန်လေးတွေကကြက်တည်ရရှိလာပါတယ်ဇေဒီကြီးရဲ့ပပလဲမှာ ရှိတဲ့ဆဲလဲသံလေးတွေကလည်းတချွန်ချွန်တက်လွန်လွန်ထွက်ပေါ်ရင်းနဲ့ဇလန်လေးကတော့ဒီမှာဒီမဲ့ပြီးဆုံးသွားခဲ့ပါပြီဗျဇလန်လေးကိုစောနေတိလိုက်ပါနားဆင်ပေးကြတဲ့လူချင်းမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မူရင်းရေးသားသူကိုလည်းဂါရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်